်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်သခင်ယေရှုတော်ကိုချီးမွမ်းပါတယ်အပြစ်ကြောင့်ဘဝမှာလွတ်မြောက်ပါစေဆိုတဲ့ကောင်းစဉ်နဲ့ယောမအခန်းကြီး6အငယ်6ကနေခွန်ကိုဆင်ခြင်သွမ်းခြင်းပါတယ်ထိုမှတပါငါတို့ဤလူဟောင်းသည် ထိုသခင်နှင့်အတူလဝါကတိုင်မှာအပေတတ်ခြင်းကိုခံပြီးဟုငါတို့သိကြ၏အကြောင်းမူကားငါတို့သည်နောက်မှ အပြစ်တရားဤအစီကို မခံစေခြင်းကအပြစ်တရားဤကိုကိုဖျက်ဆီးမိအကြောင်းဒီတေသောသူသည်အပြစ်တရားဤလက်မှလွတ်လျက်ရှိ၏ကျွန်တော်အနေနဲ့သခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့ပြီးတဲ့နောက်ပိုင်းမှာအပြစ်ရဲ့ကြုံမဟုတ်တော့ပါဘူး သခင်ယေရှုခရစ်တော်ရဲ့တကူတော်ကကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ရဲ့ဟောင်းလွှမ်းတဲ့အပြစ်ရှိတဲ့သဘောတဘာဝတွေကနေလွတ်မြောက်စေခဲ့ပြီဖြစ်တယ်။ကျွန်တော်အသက်တာလမ်းအပေါ်ကို ရောက်လာတတ်တဲ့သွေးဆောင်မှုတိုင်းကိုလည်းကျွန်တော်တို့အောင်မြင်နိုင်ပါတယ်။ကျွန်တော်အပြစ်ကြုံမဖြစ်စေဖို့အတွက်ကျွန်တော်ရဲ့အရင်လူဟောင်းကိုခန္ဓာဟာသခင်ယေရှုခရစ်တော်နဲ့အတူ အသေးခံခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိမှတ်ထားဖို့ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တည်ပြီးသွားတဲ့သူဟာအပြစ်တရားလက်ကနေလွတ်လျက်ရှိတယ်။ သူကိုတရားစီရင်လို့မရပါဘူးဆိုတော့ကျွန်တော်တို့ဟာအပြစ်ရဲ့ကြုံမဟုတ်တော့ပါဘူးသခင်ယေရှုခရစ်တော်ဟာလက်ဝါးကတိုင်အပေါ်မှာအသေးခံတော်မူတဲ့အခါမှာကိုရောကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုပြီးဆက်ယုံတာမကဘဲနဲ့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့အပြစ်တကူကိုလည်းချိုးဖျက်ခဲ့ပါတယ်ခရစ်တော်ကကျွန်တော်တို့ကိုလွတ်မြောက်စေခဲ့တာဖြစ်တဲ့အတွက်ကြောင့်အပြစ်ရဲ့ချီနှောင်ခြင်းကနေလွတ်မြောက်ပါတယ်ဒီနောက်ကဘတော်ဂရိတော်ကိုနားလေခြင်းဟာ အစွမ်းထက်ဆုံးသောတမာတရားတွေကတစ်ခုပဲဖြစ်တယ်။ကျွန်တော်ရဲ့အပြစ်ရှိတဲ့တဘာဝကပေခဲ့ပြီဖြစ်တယ်။ကျွန်တော်ရဲ့လူဇာတိအတ္တအဟောင်းဟာ လုံးဝတကူကောင်းဆန်ပြီးတော့အပြစ်ဘက်ကိုရိုင်းရိုင်းခဲ့တယ်။ကျွန်တော်လူဇာတိသဘောတဘာဝကကိုကိုကိုထိန်ချုပ်ချင်တာဖြစ်တယ်။ကျွန်တော်ဟာအချိန်တိုင်းမှာဖြောက်မတ်ခြင်းထက်အပြစ်ကို ပူပရမရွေးချယ်တက်ခဲ့ကြတယ်။ကျွန်တော်ဟာလူဇာတိတက်မှတ်မှုတွေရဲ့ချိန်အောင်ခြင်းကိုခံထားခဲ့ရတယ် ကျွန်တော်တို့ရဲ့အသက်တာလမ်းတဲကိုစာတန်ပို့ဆောင်ပေးလာတဲ့သွေးဆောင်မှုတိုင်းရဲ့ကျွန်ဖြစ်ခဲ့ပါတယ်။သခင်ယေရှုခရစ်တော်ကလဝါကတိုင်အပေါ်မှာအသေခံတဲ့အခါကျွန်တော်တို့ရဲ့လူဟောင်းဟာသူနဲ့အတူလဝါကတိုင်မှာအသေခံခဲ့ပြီဖြစ်တယ်။ကျွန်တော်တို့ရဲ့လူစားတီအတ္တဟောင်းကြီးခရစ်တော်အသေခံတဲ့အခါမှာပါသွားပြီဖြစ်တဲ့အတွက်အဲ့ဒီအပြစ်တကူဆွမ်းအားတွေကနေလွတ်မြောက်သွားခဲ့ပါပြီ။အခုကျွန်တော်တို့ဟာခရစ်တော်မှာကျွန်တော်တို့ရဲ့အသက်တာတည်ရဲ့တကူမှာ အသက်ရှင်နေရတာဖြစ်တယ်။စာတန်ဟာကျွန်တော်တို့အပေါ်မှာထိန်ချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ကျွန်တော်တို့ကိုထိန်ချုပ်နေတဲ့သူကတော့ဒီနေ့အထဲမှာအသက်ရှင်နေတဲ့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်တယ်။စာတန်ရဲ့နိုင်ငံကအရှုံးခံခဲ့ရပြီဖြစ်တယ်။စာတန်ဟာကျွန်တော်တို့အသက်တာလမ်းကိုသွေးဆောင်လာတဲ့အခါမှာကျွန်တော်တို့အောင်နိုင်နေပြီဖြစ်တယ်။ကျွန်တော်လွတ်လပ်သွားပြီ။ကျွန်တော်အပေါ်မှာရှိတဲ့အပြစ်ရဲ့တကူးကလောကကတိုင်တော်ရဲ့တကူးကြောင့်ကျိုးပဲ့သွားရပါပြီ။ ကျွန်တော်တို့အခုဒီလူလောကမှာဆက်ရှိနေတဲ့အတွက်စုံစမ်းနောက်ဆက်ခြင်းကိုခံနေရဆဲဖြစ်ပေမဲ့လည်းကျွန်တော်တို့မှာခရစ်တော်ရဲ့အမှုတော်ကြောင့်စုံစမ်းနောက်ဆက်မှုတိုင်းကိုကျွန်တော်တို့အောင်နိုင်ပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာယေရှုခရစ်တော်မှာအပြစ်အတွက်အသေဖြစ်တယ်။အပြစ်ဟာကျွန်တော်တို့အပေါ်ဩဇာအာဏာမရှိတော့ပါဘူး။ကျွန်တော်တို့ဟာအပြစ်ကျွင်းနဲ့အပြစ်တကူကနေလွတ်မြောက်ခဲ့ပြီဖြစ်တယ်။ကျွန်တော်တို့ရဲ့လူစားတီအတ္တအဟောင်းဟာအသေဖြစ်ပြီးတော့ ကျွန်တော်ရဲ့အတ္တသောအတ္တတာကခရစ်တော်ကိုနာခံပြီးတော့ဆက်လက်ရှောက်လန်းအသက်ရှင်နေပါတယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်ကိုအပြစ်ကနေလွတ်မြောက်စေခဲ့ပြီဖြစ်တယ်။ဒါကြောင့်အပြစ်ကြောင့်ဘဝကနေလွတ်မြောက်ပြီဖြစ်တဲ့အတွက်အပြစ်ဟာ ကျွန်တော်ရဲ့သခင်မဟုတ်တော့ပါဘူး။ရှင်ပေဒရုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်16မှာလွတ်ခြင်းအခွင့်ရှိသည်ဟုဝန်ခံရပြီးကိုယ်တိုင် ပုတ်ပြတ်ခြင်းဤကြောင့်ဖြစ်ကြ၏။ အဘေသူနီဟူမူကလူကိုနိုင်သောအရာဒီလူဤတခင်ဖြစ်၏လို့ဆိုထားတော့ကျွန်တော်ဟာဆက်မှန်တဲ့ဘုရားခင်ရဲ့သာသမီတွေဖြစ်ပြီးတော့အပြစ်ကြုံဘဝကနေလွတ်မြောက်ခြင်းရှိနေဖို့ပဲဖြစ်တယ်လွတ်ခြင်းအခွင့်ရှိတယ်ဆိုတာကိုဝန်ခံခြင်းနဲ့အတူပုပ်ပြက်ခြင်းရဲ့ကြုံဖြစ်မနေဖို့ပဲဖြစ်တယ်ဇာနာဆင်ခြင်ခဲ့တဲ့သူတိုင်းနကွတ်တော်နဲ့လဝကတိုင်းတော်တကူကြောင့်အပြစ်ကြုံဘဝကနေလွတ်မြောက်နေကြပါစေအာမင် ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်